This is the day the Lord has made. We would rejoin and be glad in it. ဒီနေ့ဒီဖရာခင်စီရင်တဲ့နေ့ဖြစ်တဲ့ကြောင်းနဲ့ဝမ်းမြောက်ရှင်လဝမ်းမြောက်ကြောက်ကုန်အားလို့ရေးထားတယ်။ဆိုတော့နေ့ကျတော့ဘာပြောချင်လဲဆိုတော့ဟေရှာယအာဟေရှာယထဲအကြောင်းလည်းပြောမှာဟေရှာယမှာဟေရှာယ54ငယ်7မှာသင်တစ်ဖက်၌လှုပ်တော့လက်နဲ့တစုံတကူမြတ်မထမြောက်ရ အထမမြောက်ရသင်ကိုတရားသွေသောသူမီဒီကရှုံခံရလိမ့်မည်။သာရဖျားဤကြုံတို့သည်ထိုသို့သောအမွေကိုခံရ၍ငါကြောင့်ဖြောက်မတ်ရာသို့ရောက်ကြလိမ့်မည်ဟုသာရဖျားမိတော်မူ၏။အဲ့ဒါဖတ်ပြပါအလေး။၄၅လား။၅၄၅၄နဲ့၁၇ဆုံးပါလေ။ sima zelo sarmi jam nam zai man ni khan nang ma chu an pem kho lai lo sual an pu tu vial te na kha na le kho di na lai ka sal le chu ka ven na lai i te na ka pe na lai a ti hi bia chu boi pa ni chim so ro man ni ya le chano sai na lon kaung za pho yi chano pyo pya ba man ni ya tu myaw ko a kaung myin ta ko ko no so ro di ne le ba ai ya chano set pyo chin le so yo ma ma ba yi da le so ro

အလိုတော်ရှိသောရာသည်ဘေရာဖြစ်သည်ကိုသိနိုင်ပြီးကြောင်းစိတ်နှလုံးကိုအစ်စ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ရောက်ကြလောအဲ့ဒါဖတ်ပြဟိဗလေကလနင်းဟင်ကလဝေလမတိလာဝစမစေလောချုံလရင်တထျံနီနန်လုံတင်ခာအဒီအုံနတ်အင်းအင်ခန်ဟာဆေဂျူတစ်အာအထာမီချလေပချျံနီအလော့မီချလေအကင်းမီချခာနန်ခခိုလိုက်ဂျူဇူပချျံဒူမြန်စီဆိုတော့ဒီကြံပိုက်ကိုကျွန်တော်ချက်ချက်ပါထန်သွားပြီးတော့ပြန်လာခါနေမှာ ျွန်တော်ဆူတောင်းတယ်ကိုရောသူများတွေကတော့ဟိုဟာရတယ်ဒီဟာရတယ်ပြောကြတယ်ကျွန်တော်ကဘာမှမရပါလားဆိုကျွန်တော်ယနေ့လည်းပြောခုပါတယ်ဆူတောင်းတဲ့ခါကျတော့ဘာမှမရပါလားဆိုဆူတောင်းတဲ့ခါကျတော့ဒီကြံပိုက်အဖြစ်ဖရာတခင်ကစကားပြောတယ်ဆိုတွေ့ရတယ်ဘလို့စကားပြောလဲဆိုတော့ယနေ့ကကျွန်တော်ပြောခုပါတယ်ထိုင်ပြီးဆူတောင်းနေတဲ့အချိန်မှာကြံစာလေးတလေးမိုးပေါ်ပြုတ်ကျလာပြီးတော့ကျွန်တော်မျက်နှာရှေ့မှာလာပြီးတော့ပြတာတွေ့တဲ့ခါကျတော့လန့်ပြီးတော့ မက်ဆီဖွင့်လိုက်တဲ့အခါကျတော့ဒီချမ်းပိုက်ဖြစ်တယ်ဒါပဲမက်ဆီဖွင့်လိုက်တဲ့အခါဘာမှမရှိဘူးဆိုတော့အာယုံထဲမှာလာမြင်တဲ့ဟာပြော့ပြတာဆိုတော့နောက်နေ့အဲ့မနေ့မှာကျွန်တော်ဆူတောင်းတယ်နောက်နေ့မှာဆရာဒေဗီလာနင်တို့ဟာလေစိတ်စိတ်နှလုံးကိုမြေတမ်းအသစ်ပစ်ပင်ဆင်ပါပုံတရံပြောင်းလဲပါစိတ်နှလုံးပြောင်းလဲတာလေနင်ရဲ့ဘဝတစ်ခုလုံးကပြောင်းလဲသွားမယ်ဆိုတဲ့ဟာပြောတယ်ဆိုတော့ဒီချမ်းပိုက်က ျွန်တော်စဉ်းစားတယ်ကျွန်တော်တို့ယုံကြည်သူယုံကြည်လာတာကြားလာနေပြီစိတ်နှလုံးဘယ်လိုပြောင်းလဲရမလဲဆိုပြီးစဉ်းစားတဲ့အခါကျတော့ဖြည်းဖြည်းချင်းသူကနေပြောလိုက်ပြီးတော့ကျွန်တော်တို့ပြောပြတယ်ဘာနေလို့ပြနေတာမနေ့လည်းကျွန်တော်ပြောပြီးပြီနေတို့စားတဲ့ပုံစံဝတ်တဲ့ပုံစံနေတဲ့ပုံစံဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုနေတို့ကလိုက်ပြတယ်ဒါနေတို့ထဲတနေ့တခါတနေ့တော့ခါမှာနေတို့စီကိုရောက်လာမယ်ဆိုတဲ့ဟာ ပြောတာတွေ့ရတယ်ဆိုတော့ကျွန်တော်စိတ်နှလုံးကဘယ်လိုပြုတ်ပြင်ရမလဲဆိုတော့ကျွန်တော်တို့မနေ့ကပြောသူပဲအဲကျွန်တော်တို့လူအကောင်းမြင်တတ်ပါစေဆိုတဲ့ဟာဆိုတော့အာကျွန်တော်မြန်မာစကားဝင်နိုင်ငံကတ်စာတွေမှာကျွန်တော်တွေ့ဖူးတယ်ကိုယ်စိတ်နဲ့နှိုင်းပြီးတော့မယိုင်းနဲ့ဆိုတဲ့စကားတွေတွေ့ဖူးတယ်အာလူတွေအားလက်ကိုယ့်ကိုအာဆက်ခါကောင်းမလို့စေတဲ့တခါမကောင်းတာလုပ်တိုင်းတ လူအဲ့လူတွေကသူတို့မကောင်းတာလေးတခုတွေးလိုက်တာ ਨੇ ကိုဘရောမအကောင်းမမြင်တော့ဘူးဆိုတဲ့ဟာကြီးကျွန်တော်နိုင်ရကစနေဖတ်ဖို့ပါတယ်ဆိုတော့ကျွန်တော်ဘာပြောချင်လဲဆိုတော့အနှုတ်လက္ခဏာမကောင်းတဲ့ဟာတွေကျွန်တော်တက်တာထဲမှာစဉ်းစားမယ်ကျွန်တော်တက်တာထဲမှာဒီလူကမကောင်းဘူးခုလူကမကောင်းဘူးကိုတွေးထဲမှာအဲ့ဒါတွေဖြစ်လာမယ်ဆိုလို့ရှိရင်မကောင်းတဲ့ဟာတွေပဲရောက်လာမယ်ဆိုတော့ဒီသုတ်တန်ကျမ်းထဲမှာ ဖတ်ကြည့်အောင်တုတ်တန်ကျမ်းထဲမှာတုတ်တန်ခန်းကြီး23ငယ်ခွန်မှာပါပြောရဲဆိုတော့လူကစိတ်ထင်ပြီးတိုင်းဖြစ်တယ်လေကိုကဘယ်လိုထင်နေလဲကိုစိတ်နဲ့နှိုင်းပြီးတော့မယိုင်းနဲ့ဆိုတာကျွန်တော်အိမ်မှာခဏခဏပြောပါတယ်ကျွန်တော်တို့ဒါပေမဲ့ဒီဇိုင်းလို့ပြောတာမဟုတ်ဘူးကျွန်တော်ဉာဏ်ကတ်စာပြောပြတယ်ကိုစိတ်နဲ့နှိုင်းပြီးတော့မယိုင်းနဲ့ဆိုတဲ့ဟာကိုလိုပဲမထင်ပါနဲ့သူများကောင်းတဲ့လူတွေရှိပါတယ်ဆိုးတဲ့လူတွေရှိပါတယ်ကျွန်တော်မနေ့ကပြောသလိုပဲယေရှုခရစ်တော် ဘလူကိုမှသူမကောင်းတဲ့ဟာမမြင်ဘူးမျိုးသမီးတယောက်လင်ငါရောက်နေမှားနေတယ်မျိုးသမီးနဲ့နင်းလင်ငါရောက်နေတာတော့မင်းအာသာမပြေဘူးလားမပြောဘူးယေရှုခရစ်တော်ဆိုတော့တုတ်တန်ကြံခန်းကြီး23ဖတ်ကြည့်တဲ့ခါကျတော့ငယ်ခုနှစ်မှာသူဒီစိတ်ထင်ပြီးအတိုင်းဖြစ်တယ်တဲ့အာစားတော့တော့ဟုတ်ဆိုတော့လဲစေတနာစိတ်မရှိအဲ့ဒါလေးဖတ်ကြည့်ရအောင် ไอตัวเฮนดิ้งตัวเฮนอันตีไลสมัยเซโลชิจูจูอชิมดุตักตักมีอสเลาสุรจุโนบาเปียวเฉินเลยสุรกูใส่แท้บาดิเทนเลยสุรกูใส่แท้ตูเหมี่ยวกูไม่ก้องเนี่ยมีนี่ตะยิก้องด่าผิดมะล่ะสุรก้องเมียนตัดบาสิสุรหาเปียวเฉินล่ะสุรดาวิดตัดตามาตุสีกูลาได้ลูกเนี่ยအမှုရောက်တဲ့လူကျွေးတင်တဲ့လူပြဿနာတွေပဲ तू ဆုတောင်းတင်ပြတဲ့ခါကျတော့ तू ကဘယ်လို तू ဘရောမှ तू သူများကိုမတိုက်ခိုက်ဘူး သူစီစုတောင်းလာတင်ပြတယ်လို့ပြတ်တက်လာရေးပဲစုတောင်းတင်ပြတယ်ဒါပေမဲ့ तू ကဖခင် तू ကလူပြဿနာကို तू က focus မလုပ်ဘူးဖခင်ကိုပဲ तू तू ကို तू encourage လုပ်တယ်လို့တွေ့ရတယ် तू ကို तू ခွန်အားပေးတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ကျွန်တော်တက်တာမှလည်းပဲအနှုတ်မမြင်ခိုင်းပါနဲ့နော်မနေ့ကပဲချက်ချနှုတ်နဲ့ကျွန်တော်အခုစစဉ်းစားမိတာပြောပြတာပါလူတွေကကျွန်တော် Facebook ကြည့်ပြီးတော့မျိုးစုံတိုက်ခိုက်တဲ့ခါကျတော့တိုက်ခိုက်လာတဲ့ခါကျတော့ ကျွန်တော်ကတော့မမြင်ဘူးကျွန်တော်အကောင့်ပဲမြင်တယ်ဘာဆိုတော့သူတို့ဘလောက်ပဲတိုက်ခိုက်ပါစေလို့ငါငါအတွက်အကောင့်တာတည်းပဲလို့ဆိုတော့ဆရာကြီးတယောက်ကပြောလဲဆိုတော့ခွေးဟောင်တိုင်းလေခဲနဲ့ပေါက်နေမယ်ဆိုရင်အဲ့ခွေးတို့ခဲနဲ့ပေါက်နေမယ်ဆိုလို့ရှင်ရဲ့ကိုယ့်ရဲ့ပန်းနဲ့ရောက်မှာမဟုတ်ဘူးလေပြောချင်တာသူများတွေကိုယ်ဘလောက်ပဲပြောနေပါလေကိုယ်ကဖျားနှုတ်ကပတ်တော့ပြောတဲ့ခါကျတော့ဂယုစိုက်မနေလေပြောချင်တာသူများအကောင်းမြင်ပေးတတ်ပါစေ။ ဆိုတော့ခုနဒါဝိဒ်သက်တာမှလည်းပဲသူ့စီကိုသူ့မွေးထားတဲ့လူတွေသူ့စီကိုအမှုရောက်တဲ့လူကျွေးတင်တဲ့လူလာတဲ့ခါကျတော့သူပြုတ်စုတဲ့စောင့်ရှောက်တယ်တနေ့တော့ခါမှာစစ်တပ်ကလာပြီးတော့သူ့မိမနေရောဖမ်းသွားတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့သူ့မွေးထားတဲ့လူသူ့ကောင်းအောင်ပြုစုထားတဲ့လူသူ့စီမှာစင်မပြေပဲနဲ့ဒုက္ခရောက်ပြီးလူတဲ့လူကသူ့ကိုခဲနဲ့ပေါက်တယ်ဆိုတဲ့အတွေ့ရတယ်ဆိုတော့ကျွန်တော်တက်တာထဲမှာကိုမိသားစုတဲ့ဖြစ်စေကိုမောင်နှမတဲ့ဖြစ်စေ ကိုတိုက်ခိုက်လာတဲ့ခါကျတော့သူတို့စကားကိုဘရောမှကိုကအရန်တုံ့မမှုပါနဲ့မေတ္တာမေတ္တာပြပါခွန်အားပေးပါဆုတောင်းပေးပါဆိုတာပြောချင်တယ်ဆိုတော့ဆရာကြီးတယောက်ကလည်းပါပြောလဲဆိုတော့သူ Facebook ပေါ်မှာတိုက်ခိုက်ရတဲ့ခါကျတော့မေတ္တာတိုက်ခိုက်တိုက်ခိုက်တိုက်ခိုက်တဲ့လူကဘာလုပ်လဲဆိုတော့ COVID-19 ရောက်တဲ့ခါကျတော့ခက်ခဲတွေဖြစ်လာခါကျတော့အဲ့တိုက်ခိုက်တဲ့လူအောက်ကနေ comment ပေးပြီးတော့ဆဲတဲ့လူကဘာပဲလုပ်လို့သူမြဲအောင်ဝေဖန်တဲ့လူကဘာပြောလဲဆိုတော့ လူကိုသူကပါလို့လဲဆိုတော့ဆရာနဲ့တနေ့တော့ခါမှာသူ့စီကိုဇာရေးပြီးတော့ကျွန်တော်ဒုက္ခရောက်လို့ပါနည်းနည်းပါပါတမင်ဖိုးလေးမဆပါဆိုပြီးတော့ message ပို့လာတဲ့ခါကျတော့သူကပေးတယ်တဲ့ဆိုတော့သူသူ့ကိုတိုက်ခိုက်တဲ့လူကသူကပြန်ပေးတယ်ပို့ပြီးတော့ပေးတယ်သူမြောက်ကိုတသောင်းပေးတဲ့ခါကျတော့သူ့ကိုတသိန်းတောင်ပေးတယ်ဆိုတဲ့အတွေ့ရတယ်ဆိုတော့ဘာပြောချင်လဲဆိုတော့သူမြောက်ကိုတိုက်ခိုက်တဲ့လူပြန်တိုက်ခိုက်လို့ရှိရင် ကိုစီကိုအဲ့ဒီဘုရားသခင်ပေးထားတဲ့ဘေးသိက်ကစီးမလာဘူးသူများတိုက်ခိုက်လေလေဘေးသိက်ကကို့ပေါ်ရောက်လာလေပဲဆိုတော့ပြောချင်တာအဲ့ဒါကြောင့်ကိုအာကိုနဲ့နေစားလူလူဘလို့ပဲတိုက်ခိုက်ပါလိမ့်စေခုနကကျွန်တော်ခုနပထမဖတ်သွားတဲ့ကြံပိုက်လေဟေရှာယမှာပါပြောထားဆိုတော့သင်တစ်ဖက်၌လှုပ်တော့လက်နဲ့တစုံတစ်ခုမြအထမမြောက်ရတဲ့သင်ကိုတရားတွေးတော်သူကရှုံးခံရလိမ့်မည်တဲ့အဲ့လူတွေတိုက်ခိုက်တဲ့လူကသူတို့တက်တံမှာ ထမြောက်သွားတယ်အောင်မြင်သွားတယ်မရှိဘူးမနေ့ကကျွန်တော်ပြောသူပဲအဲ့လူတွေကဆရာဒေဗလာတိုက်ခိုက်တဲ့လူတွေကဘာဖြစ်သွားလဲဆိုတော့ဆင်းရဲဆင်းရဲဆင်းရဲသွားတယ်တဲ့ချို့သာပျောက်သွားတယ်ဆင်းရဲတာမကဘူးအသက်တောင်ဆုံးရတယ်ဆိုတဲ့ဟာလေကျွန်တော် Facebook မှာတွေ့ဖို့ပါတယ်ဆရာဒေဗလာကမျိုးစုံပြောပြီးတော့ပတ်စက်ကြီးရွက်ပြီးတော့ဘာဖြစ်သွားလဲဆိုတော့နောက်ဆုံးအဲ့လူပျောက်သွားတယ်တကယ်ပဲဒီဝါနာဘာလို့မသိဘူးပေါ့နော်ဆိုတော့ဖယားစကဲ ဖယားနှုတ်ကပတ်တော်နဲ့ပြောနေတဲ့လူလိုကိုရီးယားမဝေဖန်ဖို့မတိုက်ခိုက်ဖို့ရတဲ့အရာရေးကြည့်တယ်ကိုကောင်းမှုကုသကိုကိုဘယ်လိုကောင်းလဲကိုကောင်းကြီးကိုကိုယူတတ်ပါစေကိုကောင်းကြီးကိုယူရခါကျတော့ကဘာဦးချမ်းမှာဗာရေးထားတယ်ဆိုတော့ကဘာဦးချမ်းခန်းကြီးဆက်နေမှာဗာရေးထားဆိုတော့သူများကိုအာဗြဟံကိုဖယားခင်ပြောတာနင်းကိုကောင်းကြီးပေးတဲ့လူကကောင်းကြီးပေးမယ်တဲ့နင်းကိုချိန်ဆက်တဲ့လူကချိန်ဆက်မယ်တဲ့ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေရဲ့လောက်ကကျွန်တော်အမြဲတမ်း ကောင်းကြီးသူများကိုကောင်းကြီးပေးခြင်းအပြင်သူများကိုဆုတောင်းပေးခြင်းအပြင်သူများတွေအရင်ရတာမဟုတ်ဘူးကိုစီကိုစီဟာအရင်ရလာတာကိုစီကိုပြန်ပြီးတော့ကိုစီကောင်းကြီးရကိုယဉ်စီလာတာဆိုတော့ကျမ်းစာထဲမှာလဲရှောလူဆိုတဲ့လူကဒါဝိဒ်ကိုလိုက်တတ်တယ်လိုက်တတ်တဲ့ခါကျတော့သူစီဟာဘေးသိက်ကလိုက်တတ်တဲ့လူဟာအာသူတတ်တဲ့လူကမသေးဘူးသူစီဟာဘေးသိက်ကအာဒါဝိဒ်ပေါ်ရောက်သွားတယ် ပြီးတော့သူ့စီကြတော့သာဝရဖျားသခင်သာဝရဖျားစီမှာအာသို့တော့ဝိညာဉ်ဟာနှောက်ရတယ်ဆိုတဲ့ဟာတွေ့ရတယ်ဆိုတော့သူ့ကိုလိုက်တိုက်ခိုက်တဲ့လူဝေဖန်တဲ့လူကိုဖျားသခင်ကဘာလုပ်လဲဆိုတော့သူ့စီကဗိတ်သိက်ကိုဒါဝိတ်ပေါ်ပြောင်းပေးလိုက်တယ်ဆိုတာတွေ့ရတယ်ဆိုတော့ကျမ်းစာထဲမှာအများကြီးအဖြစ်ဖြစ်တွေတွေ့ရတယ်ဆိုတော့ကျွန်တော်တက်တာမှာခုနကောင်းမြင်တတ်ပါတယ်ဆိုတဲ့ဟာလည်းကျွန်တော်ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချင်းသိက်ဆိုတဲ့ပါ ဘယင်ဘယင်ဆိုတော့ကျွန်တော်တို့မြေကြီးပေါ်မှာကျတော့ရှင်သစ်ဆိုတာတောဘယင်နဲ့ခိုင်းတာတယ်တကောင်းကင်မှာကျတော့ငှက်တင်မှာကျတော့အာဗာလဲရွှေလင်းယုံဘယင်နဲ့နှိုက်တာဆိုတော့ယေရှုခရစ်တော်ကဘယင်တကားဘယင်သခင်တကားရဲ့သခင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဘယင်မျိုးနဲ့ဖြစ်တယ်ဆိုတော့ဘယင်ရှင်သစ်ဆိုတာဘယ်တော့ပဲကြီးနေပလိစေဆင်ကိုတွေ့လဲပဲသူရဲ့ အစားစားလို့ပဲသူမြင်တယ်ဒီဆေးကောင်ကြီးကြည့်ပြီးလို့ရှိရင်ငါရဲ့ lens လို့ပဲတွေ့တယ်ဆိုတော့ကျွန်တော်ဘာတွေးစီခြင်းလဲဆိုတော့ကျွန်တော်တို့မကောင်းတဲ့ပြောတဲ့လူတွေကိုကျွန်တော်တို့အကောင်းမြင်ပေးပါအော်သူတို့ကငါအကောင်းကြီးပေးမဲ့လူပဲဆိုတော့မြင်တဲ့ခါကျတော့ဘယင်မျိုးခြင်သိမျိုးဆိုတာသူခြင်သိဆိုတဲ့ကောင်းပြောဆင်ထက်သေးပါလေဒါပေမဲ့ तू ဘလောက်ကောင်းကြီးကြီး तू ဘာမြင်လဲဆိုတော့ငါရဲ့ lunch ငါရဲ့ dinner ပဲမြင်တယ် ဆိုယောရှုနဲ့ကာလလည်းကြည့်ပါသူတို့သွားပြီးတော့ယောရှုနဲ့ကာလကြတော့ဘာဘာထင်လဲဆိုတော့ဒီကောင်တွေကသူများကြတော့၁၀ယောက်ကဘာပြောလဲဆိုတော့ဒီကောင်တွေကအာနာကဤတွေငါတို့ကနှံကောင်လို့ဖြစ်တယ်သူတို့ဘာမြင်လဲဆိုတော့ကိုယ်စိတ်ထင်ပြီးတိုင်ခုနတုတ်တန်ထဲမှာဆိုတော့ပဲကိုယ်စိတ်ထင်ပြီးတိုင်ကားလေသူတို့မှဖြစ်လာတယ်သူတို့နှံကောင်လို့ထင်လိုက်တာလေသူကိုယ်သူအောက်ကျသွားတော့တာ ဆိုယောရှုနဲ့ကာလာကျတော့အဲ့လိုမမြင်ဘူးငါကအောင်နိုင်ကောင်းတယ်လေတော့တိုက်မယ်လေဆိုတော့ကျွန်တော်ဘာပြောချင်လဲဆိုတော့အကောင့်ကိုမြင်တတ်စေချင်တယ်ကျွန်တော် Facebook မှာမျိုးအများကြီးကျွန်တော်ဘာမှမဟုတ်သေးဘူးကျွန်တော်မှုတော်ဆောင်လည်းမဟုတ်ဘူးအာကျွန်တော်သင်ထောက်လူကြီးတာမဟုတ်ဘူးကျွန်တော်သင်သားရိုးရိုးသင်သားပဲရှိတယ်ဆိုတော့ကျွန်တော်ကိုတိုက်ခိုက်လာတဲ့လူတွေကကျွန်တော်ဘယ်တော့မှသူတို့ကိုမတုတ်ပြန်ဘူးအဆိုးမပြောဘူးကျွန်တော်ဩငါအကောင့်ကြီးပေးတဲ့လူပဲဆိုတော့ယောရှုနဲ့ကာလာရဲ့ အနေထားကိုကျွန်တော်ဝင်ရက်လိုက်တာယောရှုနဲ့ကာလအနေထားမဟုတ်ပဲနဲ့ဟိုလူဆဲရောက်စိုက်မှသွားမရိုက်ပါနဲ့မရက်ပါနဲ့ကိုအကောင်းပေးတယ်လူကောင်းပေးကောင်းကြီးပေးမယ်လူဒီသူတို့အဖေကကောင်းကြီးခံစားမယ်အတွေးခေါ်ကိုကျွန်တော်ခုနဖတ်သွားတယ်လို့ပဲစိတ်နှလုံးကိုပုံတရာပြောင်းလဲပါကျွန်တော်စိတ်နှလုံးကိုပုံတရာပြောင်းလဲတာနဲ့ဘဝကြီးကချိန်သွားနိုင်မယ်ဆိုတော့ဘာပြောလဲဆိုတော့ if you change your mind your lifestyle will change ကျွန်တော်တို့ စိတ်နှလုံးကိုချိန်လိုက်တာ ਨੇ ကျွန်တော်ဘဝတက်တာကြီးဟာဘဝကြီးဟာအလိုလိုပြောင်းသွားလိုက်မယ်အဲ့ဒါကျွန်တော်ကိုကောင်းကြီးပေးမဲ့လူတွေဖြစ်တယ်ဆိုတာယုံကြည်စေတယ်ခုနချင်းတက်ကိုချင်းတက်လို့ပဲချင်းတက်ကသူဘယ်တော့ပဲကောင်းကြီးကြီးငါစားเสียရလို့ပဲမြင်တယ်ကျွန်တော်ဘယ်တော့ပဲတိုက်ခိုက်တိုက်နိုင်တိုက်ခိုက်ပါလိမ့်စေကျွန်တော် ကောင်းကြီးပေးတယ်လို့ဆိုတယ်မြင်ချင်းအပြင်ကျွန်တော်တက်တာမှာကောင်းကြီးရောက်လာမယ်ဆိုတာပြောချင်တယ်ရောက်စီတိုင်းဖြတ်ရှင်ကောင်းကြီးပေးပါလေ